တရဖူရဲ့ strawberry mango နဲ့ berry aqua အစီသုံးမျိုးကိုအသုံးပြုပြီးဖြောဆက်ထားတဲ့သုံးရောင်ဇက် store drink ဖြောဆက်နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်။ရင်းဦးဆုံးအနေနဲ့ strawberry အစီ 30ml ကိုခွက်ထဲကိုထည့်ပါမယ်။အဲ့နောက်မှာတော့သီးခြားခွက်တစ်ခုရဲ့ကို mango အစီ 20ml နဲ့ဆိုရာနင်းငယ်ကိုထည့်ပြီးပြောင်းဝင်သွားအောင်မိပါမယ်။နောက်ထပ်တလောအနေနဲ့ berry aqua အစီကိုထည့်ပြီးဆိုရာနင်းငယ်ထည့်ပြီးမွေးပါမယ်။ strawberry အလွားအတွက်ဆိုရာအနေငယ်ထည့်ပြီးတော့မှုပါမယ်။အဲ့နောက်မှာရေကဲထည့်ပါမယ်။အဲ့နောက်မှာတော့ mango အလွားနဲ့ berry အကွာကိုတလွှာဆင်းစီလောင်းထည့်ပါမယ်။ အလုံးပြီးသွားတဲ့နောက်မှာတော့၃ရောင်စံ brainmus ဆိုတာကိုရရှိပြီပဲဖြစ်ပါတယ်။အဆုံးသတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။